ဒီမိုးဆိုပြည်သူကကွယ်ရေးသက် DMO Local PDF နဲ့ကန်လလတာ KNPLF တပ်တို့ပူးပေါင်းဖမ်းဆီးရမိတဲ့မူရင်စေဝါ WY စေးပြအလုံးရေတောင်းခတ်ကိုဇွန်လ၄ရက်နေ့မှာမိရှုဖြက်စီခဲ့ကြပါတယ်။စေးပြတွေကိုမိရှုဖြက်စီမှုအတွင်ဒေသခံရက်မိရက်ဖားတွေနဲ့လူငယ်တွေစုစုပေါင်း52ဦးခန့်ပါဝင်ခဲ့တယ်လို့ DMO Local PDF ကထုတ်ပြန်ထားပါတယ်။စင်အာနာသိမ့်မှုနောက်ပိုင်း မူရစ်ကုံတဲတွေဟာမတမာသူဒေသခံတချို့နဲ့ပူးပေါင်းပြီးဒေသတွင်းကိုမူရစ်ဆေးပြားတွေတင်သွင်းရောင်းဝယ်မှုတွေရှိနေပါတယ်။မူရစ်ဆေးဝါးတွေကြောင့်ခိုးမှုလူရဲမှုဖောက်ထွေးမှုတွေလည်းများစွာဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။လက်ရှိဖန်စီရမိတဲ့ဆေးပြားတွေဟာဒေသခံပြည်သူတွေတိုင်းချားရာကနေတဆင့်ဖန်စီရမိတာဖြစ်ပြီးဖန်စီမိတဲ့တရက်ခံတွေကိုလည်းအေးအေးယူဆောင်ရွက်နေပါတယ်။အခုလိုမူရစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဖမ်းဆီးအရေးယူတာတွေဆက်လက်ဆောင်ရွက်သွားမှာဖြစ်လို့ပြည်သူတွေအနေနဲ့ပူပေါင်းဆောင်ရွက်ပေးဖို့ကို DMO Local PDF ကအတိပေးထားပါတယ်။